ဂျာမနီကနိုင်ငံကအမိုးပြိုကျခဲ့တဲ့ night club ရဲ့အပြက်စီးပုံအောက်မှာရုပ်အလောင်းတွေထပ်တွေ့ပြီးအသေးအပြောက်ကအယောက်220ကျော်အထိမြင့်တက်လာခဲ့ပါတယ်။ April 10ရက်နေ့အာယုံတက်ချိန်လောက်တုန်းကမြို့တော် Santo Domingo မှာရှိတဲ့ Jazz Night Club မှာပြည်တွင်းနမေကျော် TY တခုဖျော်ဖြေပြီးလူတွေစီကားနေချိန်ရုပ်တရက်အမိုးပြိုကျခဲ့တာပါ။အခင်းဖြစ်ပွားပြီး24နာရီအတွင်းအသေးအပြောက်89ဦးလို့ကနအူးစည်ရင်ထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့ April 10ရက်နေ့ညပိုင်းကိုအရောက်မှာတော့ 221ဦးထိတိုးလာခဲ့တာဖြစ်ပါတယ်။ဒုရဲကြီးကြီးမမအချက်လိုက်ပြုတ်ကျခဲ့တဲ့အမိုးအပြက် အစည်းတွေအောက်ပြိမိသေဆုံးသူတွေရောဆေးရုံရောက်ပြီးမှဒဏ်ရာပြင်းလို့သေဆုံးသူတွေကြောင့်ပါအသေးပြောက်စရင်ကတိုးလာတာလို့အာဏာပိုင်တွေပြောပါတယ်။လူအသက်တွေအများကြီးဆုံးရှုံးခဲ့ရတဲ့ဒီဖြစ်စဉ်ဘာကြောင့်ကြုံတွေ့ခဲ့ရသလဲဆိုတဲ့အကြောင်းရင်းကိုတော့တိတိကျကျမသိရသေးပါဘူး။ Dominican အစိုးရပြောရေးစခွင့်ရရရှိကအစိုးရဟာဖြစ်စဉ်အသေးစိတ်ကိုစုံစမ်းဖော်ထုတ်ဖို့အတွက် ပြည်တွင်းပြည်ပပညာရှင်တွေစုပေါင်းထားတဲ့အဖွဲ့တစ်ခုကိုတာဝန်ပေးအပ်သွားမယ်လို့ပြောကြားထားပါတယ်။ကေဆေးရဲ့အဖွဲ့တွေကအပြက်စည်းပုံအောက်မှာပိတ်မိနေတဲ့အသက်ရှင်သူ200နီးပါးလောက်ကိုလည်းကယ်ထုတ်နိုင်ခဲ့ပါတယ်ရှင်။